အားလုံးပဲမင်္ဂလာပါခင်ဗျာ B21 Radar ဟာအမေရိကန်ရဲ့နည်းပညာကိုရုရှားနဲ့တရုတ်တို့လိုက်မမီအောင်လှုပ်ထားနိုင်တဲ့စစ်လေယာဉ်မျိုးစားဖြစ်ပါတယ်ဒီလေယာဉ်မှာအရင်ကဘယ်လေယာဉ်ထဲမှာရှင်လို့မရတဲ့တိုက်ခိုက်နိုင်စွမ်းအနေနဲ့သူ့ generation တွေကတခြားလေယာဉ်တွေထက်သာတဲ့ Radar နည်းပညာတွေပါပြီးတော့သူ့နောက်ပိုင်းမှာပေါ်လာမဲ့ဘယ်ပြစ်မှတ်ကိုမစိုးဖြိုချနိုင်တဲ့တိုက်ခိုက်နိုင်စွမ်းနေရှိနေတာကြောင့် B21 ကိုလီတက်ရဲ့ကြောရိုးအသစ်တစ်ခုဖြစ်တတ်မှတ်ခေါ်ဆောင်နေကြတာအံ့ဩစရာမရှိပါဘူး နိုင်ငံတကာနိုင်ငံမှာအားလုံးကိုကြော်ဖြတ်နိုင်မဲ့နည်းပညာတစ်ခုပိုင်ဆိုင်လာတဲ့အခါသူတို့ကဒီနည်းပညာကိုလိုအပ်ထားဖို့အကောင်းဆုံးကြိုးစားကြပါတယ်။ B21 Radar ကလည်းဒီလိုပါပဲ။ Not to Grumman က2015ခုနှစ်မှာဒီလင်ရင်သစ်ကိုတိစောက်ဖို့စာချုပ်ချုပ်ထားခဲ့ပေမဲ့2022ခုနှစ်ထိလူထုကိုတရားဝင်ချမှတ်ပြခဲ့ပါဘူး။ဒီဘုံကျဲလင်ရင်သစ်က B2 Spirit လိုမျိုးကိုယ်တိုင်နဲ့ပေါင်းစပ်ထားတဲ့အတောင်ပံပုံစံနဲ့အဖြူအောင်လင်ရင်တစ်စင်းဖြစ်ပြီး B2 ထက်တော့အနည်းငယ်ပိုသေးတယ်လို့သိရပါတယ်။ B2 မှာအတောင်ပံအလျား182ပေရှိခဲ့ပေမဲ့ B21 မှာတော့အတောင်ပံအလျားကို132ပေအထိရှော့ချထားပြီးအရင်လင်ထက်ဝင်ချိန်တဝက်လောက်ပိုပေါ့သွားပါတယ်။ဒီလင်ဟာမျက်နှာပြင်၄ခုပါတဲ့ရှင်းမှန်ပုံစံကိုဆက်လက်အသုံးပြုမှာဖြစ်ပေမဲ့ဘာရှင်အစ်စ်မှာတော့အရင်ကစတုကန်ပုံစံကိုအသုံးမပြုတော့ဘဲအပြင်ဘက်မှန်တွေကကျင်းမြောင်းပြီးအပေါ်ကိုစောင်းနေမှာဖြစ်ကာအတွင်းဘက်မှန်တစ်ခုကတော့ Tucson နဲ့ Truss Right ပုံစံနဲ့ဖြစ်နေမှာပါ။ဒါတွေကမြင်ကွင်းကိုအနောက်ဆက်ဖြစ်စေရလို့ထင်ရပေမဲ့တကယ်တော့ဒီဒီဇိုင်းက လေရင်မှုတွေကိုလေရင်ရဲ့ရှေ့နဲ့အပေါ်ဘက်ကိုအာယုံဆိုင်နိုင်အောင်ကူညီပေးပါတယ်။ဒါ့အပြင်ပေါ်ပါတဲ့ composite material တွေကိုအသုံးပြုထားတာကြောင့် B21 ကိုတာလွန်စေတဲ့အဆင့်မြင့်နည်းပညာတွေကိုလေရင်ကိုယ်ထဲထဲမှာပဲပေါင်းစပ်ထည့်သွင်းထားပါတယ်။ဒီလေရင်ရဲ့အထင်ရှားဆုံး feature တစ်ခုကတော့ open first architecture ဖြစ်ပါတယ်။ဒီစနစ်မှာနာဂက်နည်းပညာတွေကိုစနစ်တည်းထည့်သွင်းနိုင်အောင်လေရင်ရဲ့အစိတ်ပိုင်းတွေကိုဒီဇိုင်းဆွဲထားတာပါ။ဒါကြောင့်အစကနေပြန်တီဆောက်ဆရာမလို့ပဲနည်းပညာအသစ်တွေကိုလေရင်ရဲ့စနစ်တည်းထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ ပြောရရင်ဒီလေရင်က upgrade ဆက်လုပ်လို့ရပြီးတော့အခုလက်ရှိမှာတော့ B21 ထဲမှာထည့်သွင်းထားတဲ့ဤပညာတွေကကျွန်တော်တို့တည်ထားတာကိုလုံလောက်နေပါပြီ။တိုက်ခိုက်ရေးမှာဆိုရင်ဒီလေရင်ကရိုးရိုးဘုံတွေရောနျူကလ িয়ার ဘုံတွေကိုပါအဝေးပြအကွာအဝေးကနေပစ်ခတ်နိုင်သွမ်းရှိပြီးလူထိန်းချုပ်စနစ်နဲ့လူမလိုပဲထိန်းချုပ်နည်းနှမျိုးလုံးနဲ့မောင်းနှင်နိုင်ပြီးတော့ electronics တိုက်ခိုက်ရေးစနစ်ရဲ့ဒစိုက်တပိုင်းလေးဖြစ်ပါတယ်။ပထမဦးစွာကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာ။ဒါ့ပြင်ကျွန်တော်တို့ရဲ့ content အသစ်တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ လိုက်လေးလေးပေးသွားကြပါအောင်ခင်ဗျာ B21 ရဲ့ကာဝဲစနစ်ကိုလည်း short တွက်လို့မရပါဘူးတိုက်ခိုက်ဘုံတွေပြင်ဒီလီမာ stand off munition တွေနဲ့ခန္ဓာရင်ရှိတဲ့အပြင်ပိုင်းတိစောက်မှုတွေလည်းပါဝင်နေပါတယ် stand off munition ဆိုတာကတော့ပစ်ခတ်မှုကိုပြန်လည်ရှောင်ရှားနိုင်ရဲ့အကွာအဝေးကနေပစ်ခတ်နိုင်တဲ့လက်နက်တွေကိုစိုးလိုတာပါဒီထဲမှာဝေးပြေးဒုံးကျည်တွေနဲ့ free fall ဘုံတွေလည်းပါဝင်ပါတယ်ဒီလီဟာ B2 ထက်ပုံမလင်းမြန်စွာလှက်ပတ်နိုင်ပြီးခက်ခဲတဲ့အခြေအနေတွေမှာလင်းမြန်စွာထွက်ခွာနိုင်တဲ့ရှိပါတယ် ဒါပေမဲ့ B21 ရဲ့အဓိကထူးခြားချက်ကတော့သူ့ရဲ့ခြေရာဖြောက်နိုင်စွမ်းပါပဲ1998ခုနှစ်မှာ B2 Spirit စတင်ဝင်ရောက်လာတဲ့အခါဒါလို့ရဲ့တိုက်ခိုက်ရေးမှာအမိုက်ဆုံးအရာတစ်ခုဖြစ်ခဲ့ပါတယ်ဒါအရန်ကိုအစ်စ်မြင်လွန်းတာကြောင့်ဒီနေ့ထိလီတက်ရဲ့လို့ရဲ့ဘုံကျဲလီရင်ဖြစ်ဆက်လက်အသုံးပြုနေသေးဖြစ်ပါတယ်ဒီဆယ်စုနှစ်နောက်ပိုင်းမှာ B21 ကိုအသုံးပြုတဲ့အခြေအနေကဆက်ရှိနေဦးမှာပါမိပညာရဲ့အသေးစိတ်တွေကိုလို့ရဲ့ထားပေမဲ့ကျွန်တော်တို့တည်ထားတာကတော့ဒါအန်ဟောင်းဆရာကောင်းလောက်အောင်ထူးခြားတယ်ဆိုတာပါပဲ ရဲ့ flying wing design ကနေလင်းတိဆောက်ရမှာအသုံးပြုတဲ့ပစ္စည်းတွေအထိအားလုံးကိုလိုအပ်နိုင်ဖို့တခုတည်းသောကြည်ဝဲချက်နဲ့ရွေးချယ်ထားတာဖြစ်ပါတယ်။ engine တွေကိုအတောင်ပိုင်းထဲမှာတိဆောက်ထားတာကြောင့်အနီးအောက်ရောင်ကြီး radar အတန်နဲ့မြင်နိုင်တဲ့လက္ခဏာတွေကိုရှော့ချနိုင်ပါတယ်။ဒါ့အပြင်အပြင်ဘက်က composite material တွေကို radar line ဆုပ်ယူနိုင်တဲ့အထူးအလွာတစ်ခုနဲ့ဖုံးအုပ်ထားပါတယ်။ဒါတွေအားလုံးကအံ့ဩစရာကောင်းပေမဲ့ကုန်ကျစရိတ်ကတော့အတော်လေးကိုဈေးကြီးပါတယ်။ဈေးကို1 billion dollar လောက်ကုန်ကျပါတယ်။ ီးတော့2010ခုနှစ်ကစာချုပ်ချုပ်တုန်းက B21 တစ်စီးကိုဒေါ်လာတန်း950လောက်သတ်မှတ်ထားခဲ့ပေမဲ့ဒီကနေ့ငွေကြေးတန်ဖိုးနဲ့ပြန်တွက်ရင်ဒေါ်လာတန်း980လောက်ရှိပါတယ်။ငွေကြေးဖောင်းပွားမှုကိုထည့်တွက်ရင်တော့တစ်စီးကို980တန်းဒေါ်လာလောက်ရှိပြီးတော့ B2 ရဲ့ဈေးနှုန်းထက်ပိုတက်တာပြီးလက်ပတ်စီလည်းပိုနှဲပါတယ်။အရင်လေးမှာရှိခဲ့တဲ့နည်းပညာတွေအားလုံး B21 မှာပါဝင်နေတယ်လို့ယူဆနိုင်ပေမဲ့ဒါတွေအားလုံးကိုပိုသေးတဲ့လေယာဉ်ထဲမှာအကုန်ထည့်နိုင်ခဲ့တာပါ။ ဒီလိုအရွယ်စားရှော့ချလိုက်ပြီးတော့နီးပညာအလုံးကိုပေါင်းဆက်ထားတာကြောင့် B21 ဟာ B2 ထက်ပိုပြီးတော့ခြေရာဖြောင်းနိုင်ပါတယ်။ဒါကြောင့် B21 ကနီးပညာတွေကိုနေရင်ထဲမှာပေါင်းဆက်ထည့်သွင်းထားတာနဲ့ Open Architecture System တွေကြောင့်အရင်ကထွက်ပိုးသမျှဘုံဘာတွေထက်ပိုပြီးစမတ်ကျတဲ့ပြင်ပိုပေါ်ပြီးဈေးပိုတက်တာကခြေရာဖြောင်းနိုင်စွမ်းနဲ့ပိုမြင့်မားပါတယ်။ဒါတွေအလုံးကစာရွက်ပေါ်မှာတော့ကြည့်ရကောင်းပေမဲ့တကယ်မြင်မှယုံကြည်နိုင်မှာမျိုးပါ။ဒီနှစ်တွေအတွင်းဂရီတွေမျောလင်းချက်တွေပေးထားခဲ့တဲ့လေရင်တွေအများကြီးရှိခဲ့ပေမဲ့ နောက်ဆုံးမှငွေနဲ့အချိန်မဲ့ကုန်ခဲ့ရတာတွေရှိပါတယ်။လေယာဉ်တွေအတွက်အရေးကြီးဆုံးကသူတို့ကောင်းကင်မှာဘယ်လောက်ထိလုံဆောင်နိုင်လဲဆိုတာပါပဲ။ B21 radar ရဲ့ပထမဆုံးစမ်းသပ်ပြန်တမ်းမှုကို2023ခုနှစ်နိုဝင်ဘာ10ရက်မှာကယ်လီဖိုးနီးယားရှိ Edward Leiter Scan မှာပြုလုပ်ခဲ့ပြီးဒုတိယကြိမ်ကိုနှစ်လကြာဇန်နဝါရီမှာပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့တရားဝင်ဗီဒီယိုနဲ့အချက်လက်တွေကိုစက်တင်ဘာလမှသာလူထုကိုထုတ်ပြန်ခဲ့တာကြောင့်ကျွန်တော်တို့အားလုံးမသိသေးတဲ့အရာတွေကိုခံမှန်းတာတော့ပဲလုံးလို့ရခဲ့ပါတယ်။အဲ့ဒီချိန်မှာတရားဝင်ပြသပွဲမှာတော့ ဒီလေရင်ရဲ့ပြန်တက်တာနဲ့မြေပြင်ပေါ်ဆင်းသက်တာလောက်ပဲမြင်ခဲ့ရပါတယ်။အဲ့ဒီဗီဒီယိုရဆိုရင်ဒီလေရင်ကအနေပိုင်းပြန်တန်းခြင်းနဲ့အမြန်နှုံးအစားခြေရဖြောင်းနိုင်စွမ်းနဲ့အမြင်ပိုင်းလှုပ်ဆောင်ချက်တွေမှာပိုပြီးဦးစားပေးဆောင်ရွက်ထားတယ်ဆိုတာသိနိုင်ပါတယ်။ယင်းရဲ့အနောက်ဘက်မှာတော့ B21 က B2 နဲ့ကွဲပြားတဲ့အနေနဲ့လွှာသွားပုံစံကိုဖယ်ရှားလိုက်ပြီးအနေငယ်မြင့်သွားတဲ့အမြင်ပိုင်းစီဦးတည်တဲ့ရှည်ပြီးပြားတဲ့ဒီဇိုင်းမျိုးကိုအသုံးပြုထားပါတယ်။ဒါဟာလေရင်ရဲ့လှုပ်ရနိုင်စွမ်းနဲ့လက်ပတ်နိုင်စွမ်းကိုကူညီပေးနိုင်တယ်လို့သီအိုရီအရယူဆနိုင်ပါတယ်။ B21 မှာအာဖရာဘန်နာတွေမပါဝင်တာကြောင့်အပူချိန်ကိုရှော့ချနိုင်ပါတယ်။ဒါ့အပြင်ဒီလင်ယာ Samsung နဲ့အမြန်နှုံးမှာပြန်တမ်းမှာဖြစ်ပြီးအတန်ထက်မြန်တဲ့အမြန်နှုံး Bash 1ထက်နည်းပေမဲ့အမြင့်ပေ9500မှာပြန်တမ်းနိုင်ပါတယ်။လေရင်ကိုနှေးအောင်ဖန်တီးလိုက်တာကမှားနေတယ်လို့ထင်ရပေမဲ့အတန်ထက်မြန်တဲ့အမြန်နှုံးကိုရှောင်ရှားတာကြောင့်စိုးနဲ့ဘုံမဖြစ်အောင်ကာဝယ်နိုင်ပြီးလေရင်ကိုပုံမလို့ဝတ်စာပြန်တမ်းနိုင်စေပါတယ်။ဒါပေမဲ့ B21 နဲ့ပတ်သက်တဲ့အသေးစိတ်တွေနဲ့မျောလင်းချက်တွေကိုလှုပ်ဝက်ထားဆဲဖြစ်ပြီး လေရင်ကိုဘလို့အင်ဂျင်မျိုးနဲ့မောင်းပါလဲဆိုတာခံမန်းနေကြသေးပါပဲဒါဟုဘသူမဆိုခံမန်းနိုင်တော့ပေမဲ့ကျွန်တော်တို့လည်းခံမန်းကြည့်ပါမယ် B21 နဲ့ B2 ကိုနိုင်ရှင်ကြည့်ရင် B2 မှာ General Electric F118 GE100 Turbo Fan Engine လေးလုံးပါဝင်ပြီး B21 မှာတော့ engine နှလုံးပဲပါဝင်ပါတယ်ဒါပေမဲ့ဘယ် engine တွေလဲဆိုတာကိုတော့အတိအကျမသိရသေးပါဘူးအမြန်နှုံးလိုအပ်တဲ့တွန်းကန်အားနဲ့ဈေးကွက်ထက်မှရနိုင်တဲ့အရာတွေကိုထည့်သွင်းစဉ်းစားရင်ဒီ engine ဟာ ပရန်ဝင်နေ F135 နဲ့အတော်လေးနီးစပ်နိုင်ပါတယ်။ဒီအင်ဂျင်ဟာ F35 Lightning တိုက်လေယာဉ်အတွက်အသုံးပြုတဲ့အင်ဂျင်ဖြစ်ပြီး Ultra Banner နဲ့ဆို4000ပေါင်တွန်းကန်အားထုတ်ပေးနိုင်ပါတယ်။ Ultra Banner တွေမပိုင်အောင်တွန်းကန်အား2800ပေါင်ထုတ်ပေးနိုင်ပါတယ်။ဒါပေမဲ့ဒါဟာကျွန်တော်တို့ရထားတဲ့အချက်လက်တွေပေါ်အခြေခံပြီးခန့်မှန်းထားတာပါ။2024ခုနှစ်စက်တင်ဘာလကကျင်းပခဲ့တဲ့ညီလာခံမှာနေတက်ဘူဂျိုကြီးတောမတ်ဘူဟာဥဆောင်တဲ့ပန်နယ်အပ်ဒိတ်ကိုကြီးချုပ်ခွင့်ရခဲ့ပြီးတော့ ဒီ project မှာ US military နဲ့ Northrop Grumman တွေလည်းပါဝင်ခဲ့ပါတယ် project ခေါင်းဆောင်တွေရဲ့အဆိုအရ B21 ကို17လကြာစမ်းသပ်မှုတွေဟာအောင်မြင်မှုရခဲ့ပါတယ်လို့ဆိုပါတယ်နှစ်စာပိုင်းမှာစမ်းသပ်ပြန်တမ်းမှုတွေကိုလာအနိုင်ငယ်မှာတစ်ချိန်လောက်ပဲပြုလုပ်ခဲ့ပေမဲ့ပန်တဲ့အချိန်မှာတော့တပတ်ကိုနှစ်ချိန်အထိမြင့်တင်နိုင်ခဲ့ပြီးတော့ B21 ကိုနေ့စဉ်ပြန်တမ်းနိုင်တဲ့လေယာဉ်ဖြစ်ရည်ွယ်ထားတယ်ဆိုတာရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်အမေရိကန်ရဲ့အစစ်မြင့်လေယာဉ်တွေကြားမှာတော့ B21 ဟာကောင်းကင်ကိုလွှမ်းမိုးသွားနိုင်ပါတယ် F35 Lightning လို့အစစ်မြင့်တိုက်လေယာဉ်တွေနဲ့နိုင်ရှင်အောင် B21 Raider ဟာရန်သူနယ်မြေအတွင်းကိုပုံမှန်နဲ့ရှိုင်းသွားထိုးပေါက်ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။သူ့ရဲ့ကြီးမားတဲ့ဘုံတွေကိုမချခင်ဘယ်သူမှတတိမထားမိအောင်လှုပ်ဝက်စွာဝင်ရောက်နိုင်ပါတယ်။အဲ့ပြင် B21 ရဲ့ဘုံတင်ဆောင်နိုင်မှုကမေကန်ရဲ့အကြိုက်ဆုံး B52 ထက်နည်းနိုင်ပေမဲ့သူကပိုပြီးလင်မြန်မြန်နဲ့ကျွမ်းကျင်စွာလှုပ်ရှားနိုင်ပြီးတော့ B52 လေယာဉ်တွေစိတ်တောင်မကူးနိုင်ခဲ့တဲ့နီလန်းတွေနဲ့သူ့ကိုယ်သူကာဝင်နိုင်မှာဖြစ်ပါတယ်။ B21 ဟာ cloud network ကနေသူ့ရဲ့တိုက်ခိုက်လေယာဉ်တွေနဲ့ချိတ်ဆက်ထားမှာဖြစ်ပြီးလေယာဉ်မှုပါရင်ပါမပါရင် data ချက်လက်တွေကိုတွက်ချက်ပြီး cloud ပေါ်ကိုတင်ပေးနိုင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်ခင်ဗျာ။